ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့ကျွန်တော်ကျန်တဲ့လူတွေကတော့ပေါ့မပေါ့တော့မသိဘောနဲ့ကျွန်တော်အနေနဲ့တော့ရန်ွယ်ကလေးပဲရလိုက်ပါတယ်เนาะကျွန်တော်မဟိုဟာတင်ွယ်ကြီးမအောင်ခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီမှာ39 39မှာကျွန်တော်63เนาะဒီဒီဒီကျွန်တော်တင်ွယ်လေးွက်ကိုကျွန်တော်ထိုးပြရဲဆိုကျွန်တော်ဒီကျန်တဲ့ွက်ကလေးတွေကိုကျွန်တော်အာအနေနဲ့ထည့်ထိုးလိုက်တဲ့အတွက်เนาะဟိုတုံးကိုမှကျွန်တော်အောင်ခဲ့တယ်ပေါ့နော်ကျွန်တော်ပြောခဲ့ကြတာအမြဲတမ်းနေတယ်မယ်နော်ကီးထိတ်မှကျွန်တော်တို့ဥပမာ ကြီးထဲဆိုရင်ကျွန်တော်တို့ကဒီမှာ၉၃ကိုကျွန်တော်တင်ထိုးတာနော်၃ကိုကျွန်တော်အရန်နေနဲ့ထိုးခဲ့တာအဲလိုမျိုးပေါ့နော်ထိုးတင်ပါတယ်နော်ထိုးထိုးရမယ်ဆိုရလဲကျွန်တော်ပြောချင်တာပေါ့နော်အဲ့တော့ဒီမှာကြီးထဲကကျွန်တော်တို့ကြီးအနေနဲ့ပဲအောင်သွားပြီးတော့ကြီးရိုးရိုးကလည်းကြီးအနေနဲ့အောင်ခဲ့တယ်ပရိတ်ကလည်းအရန်ပရိတ်ပဲအောင်ခဲ့တယ်နော်နောက်တစ်ခါဒီမှာကျွန်တော်တို့အပေါ်တလုံးအောက်တလုံးမှာ၃ကိုဆိုပြီးတော့ကျွန်တော်တို့အောင်သွားခဲ့တယ်နော်နောက်ကဒီကျွန်တော်တို့နှစ်ခွန်လေးကိုပြိတ်ပါလဲနှစ်ပြိတ်ဆိုပြီးကျွန်တော်ကတော့ခွန်ပြိတ်ကိုပို့ပြီးအားသာတယ်လို့ထင်ခဲ့ပေမဲ့နှစ် နှစ်ပြိတ္တာလင်းကျွန်တော်တို့ဆွဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ်နော်ကဲအဲ့တော့ကျွန်တော်20လေးလေးစလိုက်ရအောင်ဗျဒီကနေ့အောင်မြင်မှုကတော့ဒီတန်းထိုးတဲ့လူတွေအောင်မယ်အရန်ကွက်ကလေးလိုက်ထိုးတဲ့လူတွေအောင်မယ်နောက်တစ်ခါကျွန်တော်တို့ Viper ကလူတွေတော်တော်များများအောင်နေနော်အဲ့မှာ Viper လူတွေတော်တော်များများအောင်နေဆိုတော့လက်စာလေးနဲ့ကျွန်တော်ပြောချင်တာလေးပေါ့နော် Viper မှာကျွန်တော်တို့ကပ်ပြားယူတဲ့လူတွေဟိုဒီမှာဝင်ကြည့်မှာပဲဗျာနော်အဲ့တော့ကျွန်တော်လက်စာနဲ့ကျွန်တော်ရှင်းပြခြင်းနေဗျာနော်အဲ့ဒါဗာလဲဆိုတော့ကျွန်တော် Viper မှာကျွန်တော်တို့တပတ်စာ ကတ်ခရီးဆိုတော့ကျွန်တော်ဒီလိုမျိုးရောင်းပါတယ်နော်ရောင်းတဲ့အခါမှာတချို့ကလာမိတယ်ဆရာတပတ်စာကတ်တွေအဲ့လောက်တော့အများကြီးကြာကျွန်တော်ကျွန်တော်ကဘယ်လိုလိုက်ထိုးရမလဲတဲ့အဲအဲ့မှာကျွန်တော်ပြောချင်တာကဒီမှာတပတ်စာဆိုရင်ကျွန်တော်28ရက်နေရတယ်နောက်2ရက်နေအထိကိုဒီဟာကအကျုံးဝင်နေပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာဒီဟာအကုန်လုံးကိုကျွန်တော်ထိုးပါလို့ဆိုလိုတာမဟုတ်ဘူးတပတ်စာမွေးပရိတ်ကိုထိုးမယ်ဆိုတပတ်စာမွေးပရိတ်ကိုပဲထိုးကျွန်တော်ပြောအင်္ဂါမနေ့မကျော်ပတ်တီကိုကစားမယ်ဆိုအင်္ဂါမကျော်ပတ်တီကိုပဲကစားဗိုလ်ဒူးမကျော်ပတ်တီကိုကစားမယ်ဆိုဗိုလ်ဒူးမကျော်ပတ်တီကိုပဲကစားတပတ်စာ ပတ်တီကိုကစားမယ်ဆိုလဲတပတ်စာပတ်တီကိုပဲကစားမပြောက်ပတ်တီကိုကစားမယ်ဆိုလဲမပြောက်ပတ်တီကိုပဲကစားတစ်ခုကိုပဲကင်ကစားเนาะကျွန်တော်ပြောတာအကုန်လုံးကိုကင်ကစားရင်တော့ငွေတင်းနဲ့ချင်အောင်တော့မှာမဟုတ်ဘူးเนาะအောင်ခဲ့လည်းတိတ်မပြတ်ဘူးဟုတ်လားအဲ့တော့ဒီကနေ့အောင်တာဆိုရင်ကျွန်တော်ဘိုလ်ဒူးမကျော်ပတ်တီထိုးတဲ့လူဆိုရင်အောင်ကြတယ်เนาะတပတ်စာပတ်တီထိုးတဲ့လူဆိုရင်နှစ်သီးစာအနည်းနဲ့အောင်သွားတယ်အင်္ဂါမကျော်တို့မပြောက်ပတ်တီတို့ထိုးတဲ့လူတွေမအောင်သေးဘူးနောက်တစ်ခါမွေးပရိတ်မွေးတဲ့လူတွေအောင်သွားကြတယ်เนาะအဲ့လိုမျိုးပေါ့เนาะတစ်ခုခုကိုလုတ်တဲ့အခါမှာ ကျွန်တော်ဒီအခုကတ်ထဲမှာပါတဲ့ဟာတွေကတော့ရှင်းပြမှာအကုန်လုံးကဟိုပြက်ခဲတယ်နော်ဒါပေမဲ့တပတ်လုံးလုံးမှာတခုတလေကြံတာလွဲလို့ကြံတာဒီအကုန်ထွက်တယ်နော်ဒါဟိုအများနဲ့ကျွန်တော်ဒီကတ်ယူပြီးကစားနေတဲ့လူတွေတိတယ်နော်ဟိုမတိသေးတဲ့လူတွေအတွက်ရှင်းပြတာဒီကတ်ကလေးကိုလည်းကျွန်တော်အများကြီးလည်းကျွန်တော်ရောင်းတာမဟုတ်ဒီကတ်ကလေးတစ်ကတ်ကိုမှကျွန်တော်တစ်သောင်းပဲရောင်းပေးတယ်အဲ့ဒါဒီဒါယူရတဲ့လူတွေတချို့နားမလဲလို့ကျွန်တော်ဒီနေရာမှာကြုံတော့ရှင်းပြခြင်းဖြစ်ပါတယ်ကဲအဲ့တော့20 days စလိုက်အောင်ပြနော် တွန်နီလေးစဆိုရင်ကျွန်တော်ဘယ်ကစမလဲဆိုရင်3ည2 5ကိုကစမယ်ဗျနော်3ည2 5ကို2635 2635ခွန်ခွန်လေးခွန်ဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုတွက်မလဲဆိုတဲ့အခါကျတော့ဒီနှစ်ကဲဒီ3ရဲ့ပေါင်း9ပါတဲ့9ရဲ့ဒီခွန်ရဲ့ပေါင်းတော့2ပါတဲ့2 2ရဲ့ နခတ်ဒီလေးလေးရဲ့ပါပါဒီကိုနှစ်လေးကိုဆိုကြီးတုံးလို့ဒီအပြင်မှာထွက်ရမယ်တဲ့ဆိုတော့ဒီ20လေးရလေတော်တော်ခိုင်ပါတဲ့20ဒါပေမဲ့ခိုင်ပါပဲဆိုပေမဲ့ရှေ့မှာတော့အများကြီးမှန်လာခဲ့တာကျွန်တော်အများတန်းကြည့်ရလို့သိရယ်နော် ဟိုဒီပင်ပြီးသွားရင်နောက်တစ်ပင်မှာတော့ပြက်တယ်ကျွန်တော်ပြက်ပြီးသွားရင်ပြန်မှန်းတယ်ဆိုတော့အကြောင်းသိစေချင်လို့ကျွန်တော်ဒီပြက်တဲ့ပင်ချံပြီးအောက်ကနေဆက်ပြသွားလို့ရတာပေါ့နော်ကောင်းကွက်ကလေးပဲပြပြီးတော့ကျွန်တော်ကိုကျွန်တော်အာကျွန်တွေ့လာကျုပ်တို့ဟာမပြက်ဘူးဆိုတာမျိုးကျွန်တော်မပြောချင်ဘူးပြန်ပြက်တယ်အဲပြက်ပြီးသွားရင်ပြန်မှန်းတယ်ဆိုတာကိုလည်းသိအောင်ပြက်ပြီးသွားရင်စိတ်ဓာတ်မကြဘဲနဲ့ဆက်ပြီးကစားရင်ပြန်မှန်းတတ်တယ်ဆိုတာသိအောင်လည်းကျွန်တော်ပြက်ပင်ကိုပါထည့်ပြီးပြောချင်းဖြစ်ပါတယ်ကဲအဲ့တော့ဒီမှာကြည့်မယ်ကျွန်တော်တို့အမှနှစ်လေးကိုကျဲတီးတောင်းတော့ဒီပင်မှာထွက်ရမယ်တဲ့ဘာတွေထွက်သွားတဲ့လဲဆိုရခါကျတော့ကိုးငါးဩကိုးငါးမှာကိုးတလုံးထိပ်ပြီးအောင်ခဲ့ပါတယ် 3နှစ်တဲ့3နှစ်မှာလည်းနှစ်တလုံးထိပြီးညအောင်မနေ့ကောအောင်ခဲ့ပါတယ်တဲ့เนาะအဲ့ကောင်ကညမနေ့ထွက်တာလေးတော်တော်များပါတယ်เนาะဟိုဒီချိန်နဲ့အောင်နဲ့တခါတော့နေလက်ရှိသလိုပေါ့နော်ဟိုညမနေ့အောင်တဲ့ခါတည်းပုံများလာဟိုနောက်ပိုင်းလည်းတွေ့ရမယ်เนาะဟိုရှေ့မှာလည်းအဲ့တန်အများကြီးအောင်ခဲ့တယ်เนาะအမျိုးလိုတည်အဲ့တော့နောက်တစ်ပင်ကိုတွက်ပါမယ်3ည3 6 6 8 8 4 4 8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  4 လေးနှစ်68လေးနှစ်68ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့မှာထွက်ထားတဲ့အခါမှာကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ၄ရဲ့၃ရဲ့ပေါင်း9 9နဲ့8နဲ့ပေါင်းတော့9ပါတဲ့9 9ရဲ့2ခက်ဒီ3 3ရဲ့ပါပါဒီ8 9 3 8ဆိုတဲ့ကီး3တော့ဒီအပြင်မှာထွက်ရမယ်တဲ့ဒါပေမဲ့ကျွန်တော်တို့ထွက်မသွားခဲ့ပါဘူးဗျာဘယ်လိုထွက်သွားတယ်လဲဆိုတဲ့အခါကျတော့2 6 ့3ည4ဆိုပြီးထွက်သွားတဲ့အခါမှာဒီအပြင်မှာကျွန်တော်ပြတ်သွားပါတယ်ကဲကောင်းပြီအဲ့လိုပြတ်သွားရင်ငါတို့ဒီ20ကပြက်ပြီလားလို့ကျွန်တော်ပြောကြရရှိတယ်လုံးဝမပြတ်ပါဘူးပြန်မှန်းတော့အမျိုးတို့တွေ့ရမှာဖြစ်ပါတယ်ဒီမဲ့တွေ့ပါလိမ့်မယ်ကဲတွေ့ကြဆက်ပြီးကြည့်တယ်ရအောင်3 9 3 2 3 9 3 6 7 6 2 6 7 6 2ကိုနှစ်တက်ခွန်ကိုနှစ်တက်ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲလိုထွက်တဲ့အခါဒီ3ရဲ့6ကပေါင်းတော့6 6နဲ့9ပေါင်းတော့ တော့တော့ရနှစ်ခါက9900ပါဝါ3ည3ည3ဆိုတဲ့ကြီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကဲပြန်ဝမှန်ရလားကြည့်တရအောင်6ရှစ်တဲ့မမှန်သေးပါဘူးဗျအော်တစ်သုံးနဲ့တစ်သုံးမှာတော့သုံးတလုံးထိပြီးပြန်မှန်းလာတာကိုတွေ့ရမှာပဲဖြစ်ပါလေဗျနော်ကျွန်တော်တနည်းအားဟိုမပြတ်ဘူးလားဆိုတော့ပြတ်ပြတ်တတ်ပါတယ်အဲ့ဒါဆလင်း၅ပင်ပင်20လောက်နေတဲ့ချိန်လောက်ပြတ်တတ်တာမျိုးရှိပါတယ်နော်တကယ်အဲ့တော့ဒီ ဒါကိုဆက်တွဲပါမယ်2363 2363 9536 9536 9536 9536တုံညာခွန်68တုံညာခွန်68ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါတွက်မဲ့စဉ်3နဲ့3နဲ့ပေါင်းတော့6 6နဲ့8နဲ့ပေါင်းတော့4ပါတဲ့4ရဲ့နှက်ခက်က2 2ရဲ့ပါဝါခွန်4 2ခွန်ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့ခွန်4တဲ့ဟောခွန်4မှာခွန်ရော4ရောထိပြီးအခွေအနေနဲ့အောင်ခဲ့ပါတယ် 3.5တဲ့3.5မှာတော့ကျွန်တော်တို့မအောင်ခဲ့ပါဘူးဗျဆော့ပင်တော့ပြောင်းလိုက်ကဲအဲ့တော့နောက်တစ်ပင်ကိုကျွန်တော်စက်တွက်ပါမယ်3.3တဲ့3.3ပြီးရောညနေဘက်မှာမထွက်ခဲ့ပါဘူး4.3 9.3 4.3 9.3တဲ့3.3 1.3 1.1တဲ့ဆိုပြီးဒီလိုမျိုးထွက်တာပါတယ်ဒါကိုကျွန်တော်တက်မယ်ဆို3.9နဲ့ပေါင်းတော့9 9နဲ့1နဲ့ပေါင်းတော့3 တုံညာနဲ့ခက်ကခွန်ခွန်ရဲ့ပါဝါနှစ်တုံညာခွန်နှစ်ဆိုတဲ့ဂီတုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတဲ့ဆိုရကတော့6ခွန်နဲ့6ခွန်မှာခွန်တလုံးထိပြီးအောင်ခဲ့ပါတယ်6နှစ်တဲ့6နှစ်မှာလဲနှစ်တုံးထိပ်ပြီးညာရောမနဲ့ကောအောင်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်ဗျ။နောက်တစ်ပြင်တွေ့ပါမယ်။4314 4314 65 16 65 16 ရှစ်တကိုလေးဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်3နဲ့4နဲ့ပေါင်း3နဲ့1နဲ့ပေါင်းတော့4 4နဲ့4နဲ့ပေါင်းတော့8 8ရဲ့နှစ်ခါကတတရဲ့ပါဝါ6 8 6 6ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားတဲ့ဆိုတဲ့အခါကျတော့တရှိတရှိတဲ့တရှိမှာတကောရှစ်ကောထိပြီးအခွေအနေနဲ့အောင်ခဲ့ပါတယ်ရှစ်လေးရှစ်လေးတဲ့ရှစ်လေးမှာလဲရှစ်တလုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့တာကို

တင်ငားမှာတစ်တလုံးထိပြီးအောင်ခဲ့ပါတယ်ရှစ်ချောက်ရှစ်ချောက်ဟော၈ချောက်မှာလဲ၈တလုံးထပ်ထိပြီးညာရောမနေ့ကောအောင်ခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဗျကဲနောက်တစ်ပင်တော့တပါမယ်6 9 3 6953 6935 65 35 5456 5456 ား6 6ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒါကိုတွေ့မယ်ဆိုရင်9နဲ့10နဲ့ပေါင်းတော့10 10နဲ့6နဲ့ပေါင်းတော့6เนาะ6 6ရဲ့နခါက9 9ရဲ့ပါပါလေး6 9လေးဆိုတော့ဂီးသုံးလုံးဒီဘေးမှာထွက်ရမယ်အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့ခါကျတော့တစ်ခွန်နဲ့မအောင်ပါဘူးခွန်လေးတဲ့ခွန်လေးမှာတော့၄တုံးထိပြီးအောင်ခဲ့ပါရဲ့ဗျเนาะကဲအဲ့ဒါဆိုရင်ကျွန်တော်တို့အင်ကန်လေးအတွက်ဂီးလေးထုတ်ရအောင်3 6 6 6

့9 3 9ဆိုတဲ့အခုရတဲ့3ရဲ့အတွင်းထွက်ရမယ်တဲ့တကယ်တော့ထွက်လာဆိုရင်ဒီမှာကြီး3 9ဒီမှာအပူပါထဲတွင်3 9 3 9ပါရနော်ဒါပေမဲ့အပူမထဲပါနဲ့3 9 5ဆိုပြီးတော့ကျွန်တော်တို့ဒီမှာထွက်ခဲ့တယ်ဒါဆိုရင်ဒီမှာမနေ့ပိုင်း3 9ထွက်ထရင်18 9 3 9ဒီနောက်3ရဲ့အတွင်းမှာထွက်ရအောင်ပါပဲဗျနော်အဲအဲ့လိုပဲကျွန်တော်တို့ guide မှာနှစ်ခွန်ဆိုရဲ့ break ထွက်တိုင်းနဲ့နှစ်ခွန်ဆိုရဲ့ break ဆိုဟာမဲ့66ဆိုရဲ့နှစ်ခွန် break ဟုတ်တယ်နော်နှစ်ခွန် break လို့ထွက်ရင်နှစ်ခွန်၄၉ဆိုရဲ့ break ဟာ၃ရက်တည်းမှာထွက်ရမယ်လေဒီမှာနော် နှစ်ပရိတ်ဟုတ်လားအခုဒါဒါဆိုနှစ်ပရိတ်ထပ်ထွက်ပြန်ပြီလေနှစ်ခွန်လေးကိုပရိတ်ကနောက်၃ရက်တွင်မှထွက်ရအောင်မယ်တဲ့နော်အဲ့လိုပဲကိုးလေးဆိုလည်းဒီလိုပဲကိုးလေးထွက်ခဲ့ရင်နှစ်လေးကို၆ပရိတ်ဆိုတာမျိုးထွက်တယ်ဒီမှာနှစ်ပရိတ်ဟုတ်လားအဲ့လိုမျိုးလေးပေါ့နော်မူဒီကတ်ဒီမှာဒီကဲလို့ဒီနေရာမှာကျွန်တော်တို့တစ်ခါစီဖောင်းမဖြစ်ဘူးလားဖြစ်ပါတယ်ဖြစ်တာမရှိဘူးလားဆိုရှိပါတယ်ဘာလို့ရှိတယ်လဲဆိုရင်ဥပမာကျွန်တော်ပြောတာဒီမှာမန်နပိုင်းတစ်ပရိတ်တစ်ပရိတ်အဲ့လိုနှစ်ခုကြာရင်နှစ်ခွန်ဆိုတဲ့တပြားဟာ ောက်နေမှာကျွန်တော်တို့ကြရမယ်ဆိုပြီးတော့ဒီမှာနှစ်ရက်အတွင်းမှာကျွန်တော်တို့ပြက်ခဲ့တာမျိုးရှိတယ်အဲ့ဒါကလည်းဟိုကျွန်တော်နဲ့အမြဲကစားနေတယ်လူတွေသိရနော်ဒါအကျိန်3လေးချိန်မှကျွန်တော်တို့အမ်3လေးချိန်နဲ့ပြောရဲ3 3လေးလောက်နေမှာတစ်ချိန်လောက်ပြက်ထားပါနော်နောက်မူဒီကတ်တွေထဲမှာအများကြီးရှိသေးရဲ့ဗျအဲ့ဒါဘာကြီးလဲဆိုဥပမာပေါ့ဗျာဥပမာပေါ့ဗျာကျွန်တော်တို့ဟိုပါပေါ့မနေ့မနေ့ထိတ်နေညထိတ် ညနေထိတူပြီးခဲ့ဆိုရင်တဲ့တူပြီးဆိုရင်တရှင်း939ခွန်အမ်းပြောမယ်939ခွန်တရှင်း939ခွန်စိတ်939ခွန်ဆိုတဲ့ထိတ်ကားတဲ့ကျင်းစီထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့အားထွက်ကလေးခွန်ထွက်ခဲ့တယ်၃ညထွက်ခဲ့တယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေကစားလို့ရတာလေးတွေကျွန်တော်တို့အဲ့ဒီမှာဟုတ်ပြီဒီလိုမျိုးတူပြီးခဲ့ဆိုငါတို့အာငါ39ခွန်ထိတ်ကားထိတ်ဆွဲမဲ့လို့ဆိုဆွဲမဲ့ဟိဆိုရင်ဆွဲအားရှိတယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေနောက်တစ်ခါကျတော့ကျွန်တော်တို့ဟိုက အဲဒီလိုမျိုးအတွင်းနှစ်ခုဟိုပါဘောနော်ထိတ်အပိတ်နဲ့ထိတ်နဲ့တူပြီးဟဲ့ဆိုရင်တစ်ချောက်တပြားအဲဆိုရင်ဒီမှာတစ်ချောက်တပြားလို့ပါလို့နော်အဲမျိုးဒီလိုမျိုးကစားလို့ရတယ်နော်ဒါမျိုးလေးတွေကျွန်တော်ကမူတီကတ်ထဲမှာထည့်ရောင်းပေးတာပါဗျနော်ဒါလေးတွေတလက်စာကြုံလို့ရှင်းပြတယ်တော့ကြခဏခဏလာလာပြီးမြည်တယ်တချို့ကလည်းဟိုဖုန်းနဲ့ရှင်းပြပြတဲ့အခါလဲရှင်းပြတယ်ဘိုက်ပါမှာကြတော့ကျွန်တော်တို့ဟိုကမရှင်းပြပြဘူးပေါ့နော်အဲအဲ့တော့ကျွန်တော်တို့ channel တွေ့နေလို့ဆက်တွေ့လိုက်ရအောင်ဗျ အဲ့မှာကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ၈ကဲ၃ရဲ့ပေါင်းတော့၈၈နဲ့၉နဲ့ပေါင်းတော့ခွန်းနဲ့နော်ခွန်းခွန်းနဲ့ခက်က၃ရ၃ရပါပါ၅ခွန်း၃ရ၅ဆိုတဲ့ကီ၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲအကောင်းကြီးအဲ့ဆိုရင်ကျွန်တော်တို့ကီးထိတ်ကလေးနဲ့ကတ်ကစားကြည့်လိုက်ရအောင်ကီထိတ်ကီထိတ်ကတော့ဒီကနေ့ကီထိတ်ကကျွန်တော်တို့ကီအနေနဲ့ပဲထွက်သွားပါရဲ့ဗျာเนาะထိတ်အနေနဲ့မဆွဲပါဘူးအဲအကြောင်းကျွန်တော်ပြောတဲ့ကီထိတ်လို့ပြောတဲ့နေမှာထိတ်ကိုဦးစားပေးကစားတာတော့မှန်တယ်ကျွန်တော်ကီအနေနဲ့ထွက်တတ်တာရှိရတဲ့အတွက်အ အာပေါ့နော်အာဟိုဟာရန်ကွက်ကလေးအနေနဲ့ထည့်တင်ပါတယ်နော်ဒီကနေ့ဆိုရင်ကျွန်တော်တို့ကိုးထိတ်လို့ပြီးတယ်ထွက်သွားတော့ကိုကအပိတ်နဲ့ထွက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကိုးတော့တကယ်လို့ထိုးခဲ့ရင်တုံးကိုကိုးတော့မဲ့ထိုးခဲ့မဲ့ဆိုရင်ကျွန်တော်တုံးကိုမှမပေါက်နိုင်ဘူးပေါ့နော်ဒါပေမဲ့ဟိုကီးသဘောအနေနဲ့ထွက်တတ်တာဖြစ်တဲ့အတွက်ရန်ထိုးပေါ့နော်ကျွန်တော်ကိုယ်တိုင်တော့မှတုံးကိုကိုပေါက်တယ်ဆိုတာတော့ကျွန်တော်အရန်အနေနဲ့ပဲ250ပို့တယ်ပေါက်တာနော်ကိုးတော့လို့ပါဆိုရင်အော်ငါအဘူပေါ့မယ်ကျန်တဲ့တင်ွက်တွေဆိုတထောင်မှုနှစ်ထောင်မှုတင်ခဲ့တယ်ဒါပဲမပေါက်ဘူးပေါ့ဗျာကျွန်တော်အများကြီးမထိုးပါဘူးเนาะကျွန်တော်က ိုထိုးသလောက်ပဲကျွန်တော်ပြောတာပါအဲ့တော့မနေ့မှာကီးထိပ်ဒီ3 8 1ဖြစ်ပါတယ်တဲ့ခုနကီးရိုးရိုးကခွန်3 5တဲ့เนาะအဲ့ဒါကိုနှစ်ခုကမတူညီရွတ်ကတ်မယ်3ခွန်33 9 8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  9 15ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲ့မှာကျွန်တော် brake line brake line ကတော့ဘာရှိတယ်လဲဆိုရင်ခါတော့4 3 6ရှိတဲ့နော်၄၃ဒီ main brake ဖြစ်ပါတယ်တဲ့အဲ့တော့ကျွန်တော်တို့၄၃နဲ့ပတ်သက်တာကြည့်မယ်ဆိုရင်၄ brake နဲ့ပတ်သက်တာမရှိဘူး၃ brake နဲ့ပတ်သက်တာက30 85ဆိုပြီးဒီလိုနှစ်ကွက်ရပါတယ်တဲ့နော်ကဲအဲ့တော့ကျွန်တော်ရဲ့အကြိုက်ဆုံးနှစ်ကွက်ကိုပြောဆိုရင်85နဲ့30ပဲဖြစ်ပါတယ်ဒါပေမဲ့85နဲ့30ဆိုတဲ့နေရာမှာခုန တရှိ9 3 9တရှိ9 3 9ဆိုတဲ့အခုရတယ်3ရက်တွင်ထွက်နိုင်နေဆိုတဲ့အခါကျတော့ဒီမှာပြန်ကြည့်89တို့10ခွန်တို့30တို့15တို့80တို့ဒီလေအ ਨੇ ချင်းတော့ကျွန်တော်တို့ရန်ထိုးတင်တယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ဟိုအမျိုးတို့ကြိုက်မယ်ဆိုရင်ထိုးဖို့ပေါ့နော်မကြိုက်ဘူးဆိုရင်မထိုးနဲ့နော်အဲ့ဒီနေရာမှာကျွန်တော်တို့ ကိုကိုကြိုက်မယ်ဆိုရင်ခုနပဲအဲ့နေမှာကျွန်တော်ပြောချင်တာကတော့ကျွန်တော်ကဒီလိုအကွက်ကလေးတွေကိုတင်ထိုးမယ်ပြီးရင်ဒါလေးတွေကိုဒါကျွန်တော်ဒုတိယအနေနဲ့ကျွန်တော်ရန်ထိုးမယ်ပြီးရင်တော့ကျန်တာတွေလည်းထည့်တင်ထည့်မယ်မထည့်တင်လည်းမထည့်ဘူးဗျာဒါကတော့ကျွန်တော်ချိန်နေမပြောနိုင်ဘူးတိုးတော်ညာတဲ့ဒီတိုင်းကတော့ထိုးမှချိန်နေဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်ဒီကနေ့အကြိုက်ဆုံးနှစ်ကွက်ဒီ၃၀နဲ့၈၅ပဲဖြစ်ပါတယ်အမျိုးလိုလည်းအကြိုက်တူမယ်ဆိုယူပါအကြိုက်မတူဆိုလည်း ထုံးစံတိုင်းကျွန်တော်ပြောနေကြစကားတိုင်းမှာနော်ကီးထိတ်ကိုယူကစားမယ်ဆိုကီးထိတ်ကိုယူကစားကီးယိုယိုယူကစားမယ်ဆိုကီးယိုယိုယူကစားဗရိတ်ကိုယူကစားမယ်ဆိုလည်းဗရိတ်ကိုယူကစားလို့ပဲကျွန်တော်ပြောချင်ပါပြန်နော်ကျွန်တော်ကီးတွေကျွန်တော်ကီးထိတ်တွေဗရိတ်တွေဆိုတာကရသက်ပိုင်းမှန်မနေတော့ညာလေကျွန်တော်တို့တော်တော်အပြည့်အစုံနေတဲ့20များတာလေးဖြစ်ပါတယ်ဒါဟုတ်တယ်ကျွန်တော်တို့ဒီမှာအမြဲကြည့်နေတဲ့လူတွေသိပါတယ်အဲ့တော့ကျွန်တော်တို့တချို့ဆိုရင်ကျွန်တော်ရဲ့ကီးတွေကျွန်တော်ရဲ့ထိတ်တွေကျွန်တော်ရဲ့ဗရိတ်တွေကိုယုံကြည်စိတ်ချသွားနေတဲ့ ဒါမှမထည့်မကစားဘူးกว่าဆိုပြီးတီတီတတ်တတ်ကစားတဲ့လူတွေလည်းတပုံရှိပါတယ်နောက်တစ်ခါကျွန်တော်တို့ဒီအပေါ်တလန်းအောက်အပေါ်တလုံးအောက်တလုံးဆိုတာလည်းအခုတစ်ချိန်အောင်သွားပြီးသူအနည်းဆုံးနှစ်ချိန်အောင်ရမယ်ဆိုနောက်ထပ်တစ်ချိန်အနည်းလေးလာပါအောင်မယ်နှစ်ချိန်နဲ့ဖြစ်ချင်းဖြစ်ပါမယ်သုံးချိန်နဲ့ဖြစ်ဖြစ်ပါမယ်သို့တော်ညာလည်းတစ်ချိန်ကတော့အနည်းလေးလာနိုင်ဖို့ကိုယ်ကြရရခိုင်လုံးရှိပါတယ်ကဲအဲ့ဒါကိုလည်းစကစားမယ်ဆိုကစားပါဗျာเนาะကဲအဲ့တော့ဒီကနေ့ကတော့ကျွန်တော်တင်ဆက်မှုလေးကတလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးရင် လာမယ့်အင်္ဂါနေ့နဲ့အကွက်ကြီးများအောင်မြင်ပြီးပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်းဒီကနေ့ဒီဗီဒီယိုဖိုင်လေးကိုအဆုံးတတ်လိုက်ပါရစေဗျာ။